အနာဂတ်မျိုးဆက်အတွက်ကျန်းမာရေးကဘာကြီးတစ်ခုခြံခဲ့ပေးနိုင်မှုဆိုရင်တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဟာအမတန်အရေးကြီးပါတယ်။ဒါကိုမမေ့ရော့ဖို့အတွက်ကဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးနေဆိုပြီးနှစ်စဉ်စာပို့ချမှတ်ကအထိမ့်မဲ့လှုပ်ဆောင်တာတွေရှိပါတယ်။ဒီနေ့ဟာ52နှစ်ပြည့်ကဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးနေပါဒါပေမဲ့နိုင်ငံရေးပဋိပက္ခနဲ့တိုက်ပွဲကြမှာလုံပတ်နေရတဲ့မြန်မာနိုင်ငံမှာတော့တဘာဝပအဝင်ချင်းထိန်းသိမ်းမှုလှုပ်ဆောင်ချက်တွေမလုံနိုင်တော့တာကြာပါပြီ ဒါအပြင်ကချင်ရှမ်းပြည်မြောက်ပိုင်းစကိုင်းတိုင်းစတဲ့ဒေသတွေမှာစစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတဘာဝတည်ရန်စာတာပစ္စည်းတွေကိုတရားမဝင်တူဖော်တာတွေကဥပဒေမဲ့မှုတွေကြောင့်ပုံများလာနေပါတယ်။ဒီလိုတည်ရန်စာတာတွေကိုအလွန်ကျွံတူဖော်တာတွေကြောင့်တစ်တော်ပြုံးတီးတာတွေနဲ့ရင်ဆိုင်နေရပြီးနောက်ဆက်တွဲအကျိုးဆက်တွေဖြစ်တဲ့ရာသီဥတုပြောင်းလဲလာတာနဲ့အတူတဘာဝဘေးအန္တရာယ်တွေဖြစ်တဲ့တောင်ပြိုတာ၊ရေကြီးတာ၊မြေပြိုတာစတာတွေကိုပြည်သူတွေရင်ဆိုင်နေကြရပါတယ်။ တတ်ထုအလွန်ကျုံဒူးဖော်မှုတွေနဲ့ပတ်သက်ပြီးစောင့်ကြည့်လေ့လာနေတဲ့ရှမ်းလူခွေရင်မန်နိုင်အဖွဲ့ပြောရေးဆိုခွင့်ရှိသူရင်းလင်ဟန်ကအခုလိုပြောပါတယ်။ဒီတတ်ထုတွေတူးတယ်ဆိုကျွန်တော်တို့နံပါတ်1ကတော့တက်တော်တွေကိုကျွန်တော်တို့ဒေတာပေါက်ခုတ်ရရပါတော့တတ်ထုတူးဖို့ဆိုရင်အဲ့တက်တော်တွေခုတ်တဲ့အခါမှာလည်းဒီတက်တော်တွေကိုမိခိုအမလောက်ကင်စားတော့နေဒေတာခန့်လူထူကထိခိုက်တယ်ပြီးတော့ဒီတက်တော်တွေကိုမိတီနေထိုင်နေကျွန်တော်တို့ဒီဟိုစားပေါ့နော်ဒီကေဟာစနစ်ပေါ့နော်ဒီတရင်တော်စားတက်ရှိတက်မဲတွေရဲ့တရားနဲ့ကေဟာစနစ်လည်းပြက်စီးတယ်အာနောက်တစ်ခုအဲ့ဒါဒါဒီ အဲ့တေတို့ပြက်စီရဲ့ဟာမှာဒေတာခန်တောင်းဒေတာခန်နေရဲ့ဗောနောတို့အတက်မီဝမ်ကြောင်းနဲ့ပြက်စီရောဒီတော်တွေကိုမိတီမှာဗောနောနောက်တစ်ခါကျတော့ကျမတို့ဒီတေတစ်တော်တွေရဲ့မှာကျမတို့ရဲ့ဒီဒေတာခန်နေရဲ့လေယာမြေတွေရဖို့ရေထွက်တွေရဖို့တော့သူကအတိကအရင်မြစ်ဖြစ်တယ်လို့ပြောလို့ရရရှင်ကျမတို့ဒီရှမ်းပြည်မှာဗောနောတစ်တော်နေလာတဲ့စိတ်ရေတွေဒီရေထွက်တွေကျမတို့အများဆုံးအသုံးပြုကြတယ်ဒီတစ်တော်ရေမရှိတဲ့အခါကျတော့ကျမတို့ဒီရေထွက်တွေပြောက်လိုက်ခါမှာဒီလေဆိုင်ခါခက်တာတွေရှိတယ်နောက်တစ်ခါကျတော့ကျမတို့ဒီကိုတတူတူကနေမှာကျမတို့ဒီစွန့်ပြင့်ရေဆိုးတွေရှိတယ်ဒီဓာတ်ပစ္စည်းတွေတောင်းတာစွန့်ပြင့်ရေဆိုးတွေရှိတယ်အဲစွန့်ပြင့် ေတွေဒေတာတို့ပစ္စည်းတွေကျွန်တော်တို့ရေထဲရောက်သွားတဲ့ခါကျဆိုရင်ကျွန်တော်တို့ဒီဟိုဒေယာမြေမှာဒီရေတွေကိုတုံတီမြင့်ချောင်းရေတွေကိုလည်းတုံးလို့မရတော့ဘောနော်ဒေယာမြေမှာအဲ့မြင့်ချောင်းရေတွေကိုတုံးလို့မရတုံးရင်လည်းကျွန်တော်တို့ဒီအသီးနှံကလည်းအစိတ်တက်မယ်ပြီးသူတွေကျွန်မရေထိခိုက်နိုင်တယ်ဒါပြင်ကမှမြေအောက်ရေလည်းညံ့ညံ့သွားကြောင့်မို့ဒီရေတောက်တုံးတဲ့ဒေတာခံနေလို့လည်းထိခိုက်တယ်ရှင့်တရားမဝင်တိခုတ်တာနဲ့တရားစာတဒုဖို့မှုတွေကမြေဆွေလာအဟာရတက်ဆုံဆုံတာနဲ့ရေအေးသွေးယိုရင်နာတွေပါဖြစ်ပေါ်ပြီးစိုက်ပျိုးရေးကိုပါထိခိုက်လာစေတာပါ မြန်မာနိုင်ငံဟာတချိန်ကအရှရဲ့အကြီးဆုံးစံတင်ဖို့နိုင်ငံဖြစ်ခဲ့ပြီးဆက်စပ်ပါကနိုင်ငံရဲ့အရေးကြီးဆုံးစိုက်ပျိုးရေးကုန်စည်တစ်ခုဖြစ်အခုချိန်ထိဖြစ်တည်နေစေပါ2022ခုနှစ်အချက်လက်တွေအရမြန်မာနိုင်ငံမှာစုစုပေါင်းအလုပ်အကိုင်ရဲ့45ရာခိုင်နှုန်းကျော်ဟာစိုက်ပျိုးရေးလုပ်ငန်းမှာပါဝင်နေပါတယ် ဒါပေမဲ့နှစ်စဉ်တဘာဝပတ်ဝန်းကျင်ယိုယွင်းလာမှုတွေကြောင့်စိုက်ပျိုးရေးနှိပညာတွေအုံချတာရေသုံးဆွဲမှုစီမံခန့်ခွဲတာနဲ့ရေရှည်တည်တဲ့စိုက်ပျိုးရေးစနစ်တွေတည်ဆောက်ရမှာအခက်အခဲတွေရင်ဆိုင်နေကြရပါတယ်။စကိုင်းတိုင်းဒီပရင်ဒေတာမှာစဘာစိုက်ပျိုးနေတာဆယ်စုနှစ်၃ခုကျော်ရှိပြီဖြစ်တဲ့လယ်သမားတအူကမင်းစေပုံမှန်စိုက်နေအောင်ကွာယာယီပေါ့ပြန်တော့ဒီကလာနေတာရောကပုံမှားတွေကတော့ပွာလာပါ ဘလို့မိုးခေါင်းသာပြီပါတယ်အိတ်မကြည့်တာဘူးငါဘိုးတော်ကတော့ဆေးရမတုံးလို့မတုံးလည်းဘာမှရှိဘူးမတုံးလည်းရတယ်ကိုကတော့မတုံးရင်တပားတော့အပင်ပြောက်သွားတဲ့အဖြစ်ဖြစ်သွားတော့ကကိုကမတုံးလို့မရတော့ဘူးလေတနည်းနဲ့တနည်းကတော့မတူဘူးလို့ပြီးတာကြီးကြောင်းလဲသွားတော့မရှိဘူးလေဒီနေ့မိုးကောင်းမသိနောက်နေ့ ကောင်းရင်မှကောင်းမှာဒါနောက်တစ်နှစ်ရတယ်လည်းပြန်ကောင်းရင်ကောင်းလာအဲ့လိုအလုံးလုံးလုံးမင်းပြောင်းလဲတာသိုးသိုးရွားရွားပြောင်းလဲတော့တော့မရှိဘူးဒီပုံမွားအန်တွေကတော့အခုကကလေသမားတွေကလည်းငွေကြေး9နှစ်လောက်ကလေကျွားအပင်မရေရပဲနဲ့ပျောက်သွားတယ်အများကြီးပဲရှိတယ်လေဟိုနေပူရမဲ့ချိန်ကိုလေမိုးကကျွန်းရွာနေတယ်ဆိုရင်လည်းရောဂါဝင်တာပဲ ပြောမှဆိုတော့ဟိုပါအဲ့ဒီမိုးမိုးရွာရင်ယောဂပါလာတဲ့ပုံစံမျိုးဖြစ်မိုးနဲ့လာမှပဲဒီရင်ပြေချိုးခါရလို့လေမိုးရွာလိုက်ရင်ဘယ်ကွင်းတွေပါလေဝါဝင်းသွားကိုကတော့မကြည့်ပါဘူးအဲ့စ်မိုးလုံးလုံးပါလုံးလုံးတော့ပြောနေရနေရတဘာဝပတ်ဝန်းကျင်ပျက်စီးမှုတွေကြောင့်ဒီလိုစိုက်ပျိုးရေးမြေစီတွေတွေမကပဲရေရင်းမြစ်တွေပါပျက်စီးလာစေပါတယ် အာနာသိန်းကာလာမှာတရားစာတရီအစီအတာမဲ့2.4နှစ်ယောက်နေမှာပဲအဲ့ဒီကထွက်တဲ့စွပ်ပစ်ပစ္စည်းတွေကိုစနစ်တကျမစီမံနိုင်တာတွေကလည်းတဘာဝပတ်ဝန်းကျင်တွေကရေအင်းမြစ်ကိုပုံမဆိုးရွာလာနေစေတာပါထိုင်းမြန်မာနယ်စပ်နဲ့25ကီလိုမီတာတောက်ကွာဝေးတဲ့ရှမ်းပြည်နယ်တောင်ပိုင်းမန်ဆက်မြို့အနီးမြေရှားတပ်ထုတွေနဲ့ကစွန့်ပစ်ပစ္စည်းတွေဟာဆိုရင်လေနတ်ခုံမြစ်အတွင်းကိုစီးဝင်နေတယ်လို့ရှမ်းလူခွေးမန်နိုင်ဖွဲကပြီးခဲ့တဲ့လလဲမှာထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒီစွန့်ပစ်ပစ္စည်းတွေကြာမြစ်ကိုမိကိုနေထိုင်ကြတဲ့ဒေသခံပြည်သူတန်းကျော်ရဲ့ဇမိုင်းဟာစွန့်ရင်ရတဲ့အခြေအနေမှာရှိနေပါတယ်။နိုင်ခုံမြစ်ဟာမိုင်းဆက်မြို့အနီးကမြစ်ဖြားခန့်စီစဉ်ပြီး ထိုင်းနိုင်ငံမြောက်ပိုင်းမှာရှိတဲ့မဲခေါင်မြစ်နဲ့ပေါင်းစုံစီစဉ်တာပါ။အဲ့ဒီမြေရှားတပ်ထုတွေကစွန့်ပစ်ပစ္စည်းတွေကြောင့်နတ်ခုံမြစ်တဲကငါးတွေမှာအနာတွေတွေ့ရတယ်လို့ပြီးခဲ့တဲ့မေလာထဲမှာထိုင်းသတင်းဌာနတွေကဖော်ပြကြပါတယ် မြေရှားတတ်တုတူဖော်ရမှာအဆစ်အမျိုးမျိုးကိုအသုံးပြုပြီးတူဖော်ရတာကြောင့်မြေအောက်ရေပျက်စီးပြီးရေနေသတ္တဝါတွေကိုတည်ကြည်စေတာအဲ့ဒီရေအရင်းမြစ်ကိုမိကိုအားထနေရတဲ့ဒေသခံတွေယောဂရတာတွေရှိလာတာပါဒါဟာတည်ရန်စာတတွေကိုတူဖော်ပြီးဆွန့်ပစ်ပစ္စည်းတွေကိုစနစ်တကျမဆွန့်ပစ်ခြင်းရဲ့နောက်ဆက်တွဲအကျိုးဆက်တစ်ခုဖြစ်တယ်လို့တဘာဝပတ်ဝန်းကျင်ပညာရှင်တွေကထောက်ပြကြပါတယ်တတော်တည်ရန်စာတနဲ့ဇီဝမျိုးစုံမျိုးကွဲထင်းသိရေးကျွမ်းကျင်ပညာရှင်ဒေါက်တာမျိုးမင်းလက်ကလည်း ဒီတယံဇာတတွေတူးဖော်လိုက်တယ်ဆိုတာကအာဒါမြေကြီးကိုအထက်အောက်လန်လိုက်တဲ့သဘောအပေါ်မှာရှိနေတဲ့တတော်ဖုံးလာနေတဲ့တတော်သစ်ပင်တွေကိုအပြောင်ခုတ်လဲပြစ်လိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့မြေကြီးကိုလည်းအထက်နဲ့အောက်နဲ့လန်ပလိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ရဲ့တဘာဝအနေထားကလုံးဝပျက်စီးသွားတယ်ဆိုတော့တဘာဝပျက်စီးသွားတဲ့အတွက်ကြောင့်မလို့ဒီကနေပြီးတော့ဆွန့်ပြစ်လိုက်တဲ့အဲမြေစာဘုံတွေကြောင့်เนาะဒီပအဝန်းကျင်ကမြေစာတွေ နော်ဒီမိသားတွေဖို့ခြင်းကိုခံရတဲ့အတွက်ကြောင့်လူနေအင်ဂျီတွေနော်စိုက်ပြူးမြီတွေဖုံးလွှမ်းခံရတယ်ပျက်စီးသွားတယ်။နော်နောက်တစ်ခုကကျတော့ဒီမိသားတွေကမိုးခါမှာရေတွေနဲ့တူပါလာပြီးတော့ရေစီးကြောင်းတစ်ချောင်းမှာဖြစ်လာတဲ့ခါကျတော့နော်ဒီမြစ်ကျမ်းပြင်တွေမြင့်တက်လာတဲ့အတွက်ကြောင့်မလို့ရေကြီးရေရှမ်းတာတွေဖြစ်စေတယ်။အဲအဲ့ဒီကနေပြီးတော့မှတူဖော်လိုက်တဲ့တရံဇာတအမျိုးအစားအပေါ်မှာလိုက်ပြီးတော့မှတုံးပြူတဲ့ဓာတုဝေဒပစ္စည်းတွေကြောင့်မလို့ ရေရည်သွေးတွေမှာဓာတုပိဒါပစ္စည်းတွေပါဝင်လာတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီရေလမ်းကြောင်းတစ်လျှောက်မှာရှိတဲ့လူတွေရောဒီလိပ်ဆန်တွေရောဟောဒီရေရဲမှာရှိတဲ့ဓာတုပိဒါအစိတ်တက်မှုတွေခံစားကြရတာပေါ့နော်ဆိုတော့ဒါကလက်တွေ့မှာလည်းခံစားနေကြရတဲ့ဟာတွေပေါ့နော်ဒီလိုသင်ရဇာတာတွေကိုစီကံမဲ့ထုတ်ယူရတဲ့နိုင်ငံရဲ့တက်တော်ရင်မြစ်လဲပါဝင်ပါတယ် Trading Economics ရဲ့စတန်အရာတနိုင်ငံလုံးကြိုက်တာအနေနဲ့မြန်မာနိုင်ငံတစ်တော် area ဟာ2022ခုနှစ်မှာ42.85ရာခိုင်နှုန်းရှိပါတယ်1990မှာတော့59.9ရာခိုင်နှုန်းရှိခဲ့ပြီး2020နောက်ပိုင်းမှာတော့42ရာခိုင်နှုန်းကျော်အထိတည်တည်တသာကျဆင်းခဲ့တာပါ ထအပြင်တဘာဝပတ်ဝန်းကျင်ထိခိုက်ရတဲ့အဓိကအကြောင်းရင်းတွေမှာ2021စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင်းထွက်ပစ္စည်းတွေကိုတရားမဝင်တူဖော်တာတစ်ခိုးထုတ်တာတွေကြောင့်ဖြစ်တယ်လို့ပညာရှင်တွေကခြောက်ပြကြပါတယ်တရားဇာတတူဖော်မှုပိုင်းမှာဆိုလေကချင်ပြည်နယ်မေခမဏိကမြစ်တကြောနဲ့အေရီမြစ်ကြောင်းတစ်လျှောက်မှာပြီးခဲ့တဲ့နှစ်နောက်ပိုင်းကစပြီးရွှေတူဖော်ရာတွေပို့လှောက်ဆောင်လာတယ်လို့ကချင်တဘာဝပတ်ဝန်းကျင်အဖွဲ့ KNG ရဲ့ထုတ်ပြန်ချက်တွေအရသိရပါတယ် ဒါအပြင်ကချင်ပြည်နယ်ဝိုင်းမော်မြို့နယ်မြကြီးနားမြို့ကိုဆက်သွယ်ထားတဲ့ဗလာမင်းထင်တရာအောင်မှာကချင်လုပ်ငန်းရှင်တွေအပါအဝင်လုပ်ငန်းရှင်20ကျော်ကဆယ်ရနှစ်ရာတွေအုံပြုပြီးရွှေတူးဖော်ရာတွေကိုစစ်ကောင်စီရဲ့ခွင့်ပြုချက်နဲ့လှုပ်ဆောင်နေတယ်လို့အဲ့ဒီအဖွဲ့ကပြီးခဲ့တဲ့လမှာပဲထုတ်ပြန်ခဲ့ပါတယ်။ဒီလိုရွှေတူးဖော်မှုတွေကြောင့်မလိခမြေကြီးဟာတိတိတသာပြောင်းလဲလာတယ်လို့ထုတ်ပြန်ချက်မှာပါရှိပါတယ်။ ဒါဟာတာဝန်ယူမှုမရှိတဲ့လှုပ်ဆောင်ချက်တွေကြောင့်ဖြစ်တယ်လို့ပြောလာသူကတတ်ထုတူဖော်ရေးလုပ်ငန်းတွေကိုလှိလာဆောင်ကြည့်နေတယ်မြန်မာ Mining Watch Network ရဲ့တာဝန်ရှိသူတူပါဒီစစ်ကောင်စီနဲ့တိုင်းသားလက်နက်ကင်တွေပေါ့နော်သူတို့ကြတော့ဒီတတ်ထုတူဖော်မှုကိုတော့သူတို့အခွန်အောက်တွေယူကြတယ်ပေါ့ဒါမှမဟုတ် လက်ခေမေပြမသူတို့ဒီလိုစီးနဲ့ကန်းနဲ့တထုတူဖို့မှုကြီးကြပ်နိုင်လားဆိုတော့မကြီးကြပ်နိုင်ဘူးနောက်တစ်ခါသူတို့အခြေအနေအများကြီးရှိရပါတော့ဥပဒေစိုးမှုမလုပ်နိုင်တာတော့အဖွဲ့အစည်းအမှဒေတာတစ်ခုမှာ၃လေးဖွဲ့၅ဖွဲ့အဲ့လိုရောရှက်ပြီးတော့နော်အာနာပါဝါကအာရောရှက်နေရပါတော့အမှအခွန်ကောက်တွေအာနာတွေအမှရှင်ပြီးတော့ပြိုင်နေကြတော့ဒေတာကိုစိုးမှုနိုင်တည်ငြိမ်အောင်မလုပ်နိုင်တဲ့အချက်တွေအများကြီးရှိရပါတော့ဆိုတော့ဒီလိုဥပဒေနဲ့စနစ်တကျနဲ့ အဲထိမ့်သိမ့်ပြီးတော့တဘာဝန်ကျင်ကိုကြီးကြပ်ဖို့အခက်အခဲများစွာရှိရပါ့။အဲကြောင့်မို့လဲတဘာပဝန်ကျင်ထိခိုက်ပျက်စီးမှုပြည်သူလူထုတွေထိခိုက်အဲ့မှာဒေသခံတွေထိခိုက်ပျက်စီးမှုတွေအများကြီးဆုံးရှုံးနေတာမှုတွေမဖြစ်သင့်မနဲ့ဖြစ်ရတာအများကြီးရှိရပါ့။တဘာဝပဝင်ချင်းရုံရင်မှုရဲ့နောက်ဆက်တွဲအကျိုးဆက်တစ်ခုအနေနဲ့ရာသီဥတုပြောင်းလဲလာပြီးမြန်မာပြည်သူတွေဟာတဘာဝဘေးအန္တရာယ်ကိုခံစားနေကြရတာနှစ်စဉ်ပိုဆိုးလာနေပါတယ် Inforis Index 2024အရာမြန်မာနိုင်ငံဟာတဘာဝဘေးအန္တရာယ်တွေနဲ့ရင်ဆိုင်ရတဲ့အခြေအနေမှာကမ္ဘာအဆင့်7မှာရှိနေပါတယ်။ဒီလိုအဆင့်သတ်မှတ်ချက်တွေကြောင့်ပိတ်ဆို့ခံထားရတဲ့နိုင်ငံတကာအကူအညီကိမဲ့မှုတွေနဲ့အတူပြည်သူတွေဟာရွရွင်းတဲ့တဘာဝပတ်ဝန်းကျင်နဲ့အနာဂတ်မဲ့စွာရှင်သန်နေကြရဆဲပါ။